မိတ်ဆွေများဘေကင်းကျမ်းမာကြပါသေးဗျာအော်တိုဘာလ29နေ့ညပိုင်းလူသစ္စာချန်နယ်ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ဆက်မဲ့သတင်းတွေကတော့ဒီရေးမော်လမြိုင်ကားလာနှင်းဆောင်ရွာဝင်းမှာရှိတဲ့စစ်တပ်လက်အောက်ခံ DKBA gate ကိုရေး blue အဖွဲ့ကဝင်ရောက်ပစ်ခတ် တာမှာ DKBA ဘက်ကထိခိုက်ကြဆုံးမှုတွေရှိတယ်လို့သိရပါတယ် နောက်ပြီးတော့ချင်းမြောက်ပိုင်းကိုစစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒီအေအေတုံးပြန်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးတချို့ဟာဒီစစ်တွေရဲ့ဓာကဆိုင်ရုံရှိမှကြောက်ပေါက်ွက်လို့ဒီစစ်သားတချို့တည်ဆုံးတာတွေရှိတယ်လို့လည်းသိရပါတယ်။နောက်မုံရွာမန်းလေးလမ်းပိုင်းမှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့ကားတွေပိတ်မိနေပါတယ်။မုံညင်းနဲ့မုံမိတ်မြို့ကိုစစ်ကောင်စီကလေကြောင်းကားနေပုံကျဲတိုက်ခိုက်ပါတယ်။ နောက်ပြီးလေချောင်းနဲ့လက်နက်ကြီး NDA တွေကိုလည်းတရီထားဖို့ KIA တရီပေးနေပါတယ်။ပြီးတော့မင်းညံထောင်ထဲမှာနိုင်ငံရေးကျင်းသားတအုပ်ဒီထပ်မံကြဆုံးသွားပါတယ်ခမရကျမ်းမာရေးအခြေအနေရောက်ဒီသတင်းတွေကိုသုတိပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။အရင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ရမယ်ဆိုရင်တော့ဒီရေးမော်လမြိုင်ကားလန်းနှင်းဆုံရွာဝင်းမှာရှိတဲ့စစ်တပ်လက်အောက်ခံ DKPA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တာမှာ ဒီကေဘီဘက်ကထိခိုက်ဒေသမှုတွေရှိတယ်ဆိုတဲ့သတင်းကိုစတင်တင်ဆက်ပေးကြပါရခင်ဗျာမွန်ပြည်နယ်ရေးမော်လမြိုင်ကလာနှင်းတုံရွာအဝင်မှာရှိတဲ့စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့တာမှာ DKBA ဘက်ကထိခိုက်ဒေသမှုတွေရှိနိုင်တဲ့အကြောင်းရေးဘလူးတပ်ဖွဲ့ကောင်းဆောင်တရင်မှုရေးဘလူးကဒီပြောပြတာဖြစ်ပါတယ်ဒီအော်တိုဘာလ28ရက်နေ့မှာရေးဘလူးအဖွဲ့က DKBA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီဂိတ်ရဲ့ဂိတ်မှုသိမ့်တန်လက်ပြတ်ထွက်သွားကြောင်းလည်းသိရှိရပါတယ်ခင်ဗျာတေဆုံမှုကများတယ်ဂိတ်မှာနေတဲ့သူတို့ရဲ့မြို့သမီးတွေပါတည်တယ်ဂိတ်မှုသိမ့်တန်ကလက်ပြတ်သွားတယ်ကြံတဲ့ငွေကောက်ခံသူတွေလည်းအများကြီးတည်တယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုက ပြောဆိုတာဖြစ်ပါတယ်တိုက်ခိုက်မှုအတွက်မှာရေဘလူးတပ်ဖွဲ့ဝင်တအူးလမောင်းထိခဲ့ပြီးတော့မစိုးရင်ရတဲ့အကြောင်းအဲ့ဒီတိုက်ခိုက်မှုအပြီးမှာမော့ကနယ်106တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အကြောင်းဒေသခံပြည်သူတွေထံကနေပြီးတော့သိရပါတယ် နောက်ချင်းမြောက်ပိုင်းကစစ်တပ်အင်အားလုံရင်နဲ့ထပ်မံထိုးစစ်ဆင်တဲ့အကြောင်းကိုလည်းတင်ဆက်ချင်ပါတယ်။ချင်းဒေသကာကွယ်ရေးတပ် CDF စီးရင်နယ်မြေကိုအနာသိန်းစစ်ကောင်စီတပ်ကဒီကနေ့အော်တိုဘားလ28ရက်မှာအင်အားလုံရင်နဲ့ထပ်မံစစ်ကြောင်းထိုးလာတဲ့အကြောင်း CDF စီးရင်ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီဒေတာအတွက်စစ်ကြောင်းထိုးလာလို့ပြည်သူတွေအသက်မွေးဝမ်းကြောင်းအတွက်ဖောက်ထားပေးတဲ့ဆိုင်ကယ်လမ်းကိုပြည်သူတွေရဲ့လုံခြုံရေးအရခိတခဏပိတ်ထားတယ်လို့လည်းအရေးပေါ်ထုတ်ပြန်ကြေညာခဲ့တာပါဒီစစ်ကောင်စီတပ်ဟာချင်းမြောက်ပိုင်းကိုထိုးသိမ်းစင်မှုပြီးခဲ့တဲ့တပတ်လောက်ကတည်းကစုဖွဲ့ပြင်းထန်နေတာလို့ဒေတာတွင်သတင်းအရေးမြစ်တွေကပြောပါရယ်ချင်းပြည်နယ်နဲ့ကလေးမျိုးနယ်နယ်စပ်ခိုင်ကန်းအကျော်မှာရှုကင်းတာမှာအခုထိတော့သူတို့ကရှိနေသေးပဲ အဲ့ဒီနေဆက်ချင်းဘက်ခိုင်ကမ်းမျိုးကလည်း CDF စီရင်ထိန်းချုပ်နယ်မြေဖြစ်တယ်ချင်းပြည်ကောင်စီအဖွဲ့ဝင်ပေါ်တိုင်းငင်းဘက်သွားတဲ့လမ်းဖြစ်တယ်ရှုကင်းသာလမ်းချင်းပြည်နယ်တဲကဖြစ်တယ်လို့ချင်းတရင်အရေးမြတ်ကပြောဆိုတာပါစစ်ကောင်စီတပ်တွေရှုကင်းသာကနေဆက်လက်ပြီးတော့တိုင်းငင်းဘက်ဒီခြေတက်မယ်ဆိုလို့ရှိရင်တော့တိုက်ပွဲကတေချာဖို့ဖြစ်လာနိုင်မယ်လို့လည်းသူကပြောပြပါဗျာ ကလေးဒါကစားဘက်ကနေအင်အားထပ်ဖြစ်ပြီးတော့အရင်လပိုင်းကစကန်းချထားတဲ့ခိုင်ကန်းနဲ့မွာပီကနေတိုင်းငင်းဘက်ထက်တက်ဖို့လုံနေတာလို့ဒေသခံစီရင်တရင်ရင်မြက်ကလည်းပြောပါရယ်ဒီကလေးတီးတဲ့လမ်းမပေါ်မှာရှိတဲ့တိုင်းငင်းရွာကလေးတီးတဲ့နဲ့ဖလန်းမျိုးနယ်ကိုဆက်သွယ်နိုင်တဲ့လမ်းစုံရှိပါရယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထပ်မံထိုးလာတဲ့အခြေအနေကိုမေးမြန်းဖို့ချင်းပြည်ကောင်စီကာကွယ်ဌာနက ပြောရေးဆိုခွင့်ရှိသူနဲ့ CDS စီးရင်တက်ဖွဲ့တာဝန်ရှိသူတွေစီကိုတော့ဆက်သွယ်ထားသေးဖြစ်ပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ဟာအခုနှစ်မေလ16ရက်ကလည်းချင်းမြောက်ပိုင်းကမြို့တွေဖြစ်တဲ့တီးတိန်ကိုစစ်အားဖြည့်ဖို့ဓမ္မမဟုတ်ချင်းကျင်တော်တင်ထားတဲ့ဖလန်းမြို့ကိုပြန်ထိုးစစ်ဆင်ဖို့ရည်ရွယ်ပြီးတော့ကလေးကနေတိုင်ငင်ဘက်ကိုစစ်ကြောင်းထုတ်ခဲ့ပါသေးတယ် ဒါပေမဲ့ CDS စီးရင်အပါဝင်ချင်းတွန်လိုင်းပူပေါင်းတက်တို့ရဲ့တိုက်ခိုက်တာတွေကြောင့်မို့စစ်ကောင်စီတပ်ရှေ့မတိုးနိုင်ဘဲနဲ့တလကွဲကျော်အကြာမှာဇူလိုင်ပထမပတ်အတွင်းမှာထိခိုက်အကြဆုံးတွေများစွာနဲ့ကလေးဘက်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီတော့ကကလေးတိုင်းငင်းချမ်းမှာရှိတဲ့မွာပီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်တေဆုံထိခိုက်တာတွေများစွာရှိခဲ့တယ်လို့လက်နက်ခဲယမ်းတွေကလည်းချင်းပူပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နောက် AA နဲ့စစ်ကောင်စီတပ်တွေဒီစစ်တွေနဲ့မှာလက်နက်ကြီး drone တွေနဲ့အပြန်အလှန်ပစ်ကတ်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်။အရကတက်တော် AA ကတုံ့ပြန်ပစ်ကတ်တဲ့လက်နက်ကြီးကြီးတချို့ဟာစစ်တွေမျိုးအကြမ်းဖက်စစ်တပ်ရဲ့ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကဆယုံအဆောင်အနီဝင်းကျင်မှာကြာရောက်ပေါက်ကွဲပြီးတော့စစ်သားတချို့တေဆုံးပြီးတော့တချို့ဒဏ်ရာခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောကြပါဗျာ အရကတက်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်တွေအခြေစိုက်တိုင်းရင်းတွေကလက်နက်ကြီးတွေဒရုန်းတွေနဲ့ဥတီပစ်ခတ်တဲ့အပေါ်မှာအရကတက်တော်ကမနေ့ကညအချိန်ပြန်လည်တုံ့ပြန်ပစ်ခတ်ရမှာအဲလက်နက်ကြီးကြီးအချို့အကြမ်းဖက်စစ်တပ်ရဲ့ဒါကစယုံအနီးဝင်းကျင်မှာကြားရောက်ပောက်ကွဲတာလို့စစ်တွေဒေသခံသတင်းရင်းမြစ်တူကပြောပြတာပါနောက်ထပ်စစ်တွေဒေသခံတဦးကလည်းဒီစစ်တွေမြို့နယ်မှာမနေ့ကအော်တိုဘားလ26ရက်နေ့ည7:00နာရီလောက်ကနေပြီးတော့အော်တိုဘား28ရက် ဒီနေ့မနေ့အစောပိုင်းအထိအေအေနဲ့အကြမ်းဖက်စစ်တပ်တို့အကြလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ပြောပြပါဗျ။ပြစ်တာကပြင်းထန်တဲ့အပြန်လန်းကိုပြစ်တာအချိန်90ထက်မနည်းကြားရတယ်။ညအချိန်ပြစ်တာကဇက်တိုက်ပဲလက်နက်ကြီးပြစ်တာအချိန်90ထက်မနည်းကိုကြားရတာဒီမနေ့အစောအထိလည်းကြားရသေးတယ်လို့ညအချိန်တန်ကပူပြင်းတယ်လို့ပြောပြပါရခင်ဗျာ။ဒီမနေ့ကအော်တိုဘာလ26ရက်မွန်လယ်ပိုင်းကလည်းစစ်တွေအခြေစိုက်တိုက်ရင်တွေက ဒီ drone နဲ့တက်ခိုက်တာကြောင့်ရကတ်တက်တော်ထိန်ချုပ်ထားတဲ့ပူနကျုံမြို့ကွန်းတောင်ရွာကိုလူနာလာယူသူ ဖြူစင်ရင်ကွင်းပရိုက်တာအဖွဲ့ကမောင်ထေးအောင်ဟိန်ခကူလက်စလီနစ်တည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။ဒီစစ်တွေအခြေစိုက်ဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကဆစစ်မီပြင်အင်ဂျင်နီယာတက်ရင်စာအာရ908ပါတလိတ်တက်ရင်တွေဖြစ်တဲ့ခလာရ232တက်ရင်ခမရ344တက်ရင် ရွှေမင်းကန်ရေတပ်အပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့တပ်ရင်းတွေကအရကတက်တော် EE ထိန်ချုပ်ထားတဲ့မြို့နယ်တွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေခက်စိတ်စိတ်ပြုလုပ်နေလျက်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီအကြံဖက်စစ်တပ်ကအခုအောက်တိုဘာလကစလို့ဒရုန်းလက်နက်ကြီးတွေနဲ့ AA ထိန်ချုပ်ထားတဲ့စစ်တွေမျိုးနဲ့အနီးဒီပုံနှကျွန်းပေါက်တော့နဲ့ရေသေးတောင်မျိုးနဲ့တွေဘက်ကလည်းပြင်းပြင်းထန်ထန်ပစ်ခတ်တာတွေကြောင့် AA ကလက်တုံးပြန်ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ် ဒီစစ်တွေမှာဓကဆခလရ20ခလရ23နှစ်ခလရ290ခမရ344ခမရ35လေးအမြောက်တက်303အမြောက်တက်ရဲတက်ရင်7နှစ်ဒီရဲတက်ရင်36အပါဝင်တက်ရင်7ဦးတက်မနဲ့ရှိနေပါတယ်ခင်ဗျာနောက်မုံရမန်းလေးလမ်းပိုင်းကတိုက်ပွဲအခြေအနေကိုဆက်ပြီးတင်ပြပါမယ် ။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာဒီနေ့အော်တိုဘာလ28ရက်နေ့လယ်ပိုင်းကပြစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီးတော့ခီးသွားယာဉ်တွေနှစ်နာရီကျော်ကြာပိတ်မိနေပါတယ်။ဒီကနေ့နေ့လယ်12နာရီလောက်ကမုံရမန်းလေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မအူစစ်စေးရေးဂိတ်အနီးမှာပစ်ခတ်တာတွေဖြစ်ခဲ့ပြီးတော့စစ်တပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေတာဖြစ်ပါတယ်။ဒါကြောင့်မုံရမန်းလေးလမ်းပေါ်ကမအူရွာနဲ့မြေနယ်ရွာကြားမှာလမ်းပိုင်းကိုအသုံးပြုဖို့အဆင်မပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ရန်တမ်းပြခတ်တာတွေလည်းရှိတယ်လမ်းကျော်ပိတ်ဆို့ထားတာနှစ်နာရီဝန်းကျင်လောက်ရှိနေပြီလို့သိရတယ်လို့ဒေသခံတဦးကပြောပါတယ်ဒီပြခတ်မှုတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ရေးအဖွဲ့တွေဘက်ကတရင်ထုတ်ပြန်တာမရှိသေးပါဘူးမအူရွာစစ်ကောင်စီဂိတ်စကန်းကိုမုံရွာမြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအိမ်စည်းကားတွေနဲ့အပြင်တံပြားကကားထားတဲ့ကားတွေနဲ့ပါအင်အားအပြည့်နဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာ ီစစ်ကောင်စီတပ်ဟာခီးသွေးပြည်သူတွေကို လူသားတိုင်းလောက်ကမိုင်းရှင်းရှာခိုင်းတာတွေဒီပြုလုပ်လေးရှိတာကြောင့်ပြည်သူတွေကတတိပြုသွားလာကြဖို့ကိုကာကွယ်ရေးအဖွဲ့တွေကသတိပေးထားကြပါတယ်ခင်ဗျာနောက်တဲ့ရင်တို့ကတော့မိုးညင်းနဲ့မိုးမိတ်ကိုစစ်ကောင်စီကဘုံကျဲပါတယ်နောက်ပြီးတော့လေကြောင်းနဲ့လက်နက်ကြီးအန်တရယ်ကိုလည်း KNY ကတတိပေးနေရပါတယ်ခင်ဗျာ ဒီကချင်ပြည်နယ်မွန်ညင်းမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့ကိုဒီနေ့အောက်တိုဘာလ29မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်သွားပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲမုံညင်းမြို့နယ်တဲကတနေရာကိုဝိုင်တွဲလျင်နဲ့ဘုံကျဲတာလို့မြို့ကန်တူကပြောပြပါဗျ။ဒီဖက်ကံဘက်မှာလည်းညကလျင်နဲ့ပစ်တယ်ဒီမနေ့မှကြတော့မုံညင်းနယ်တဲကိုကျဲတာဘုံကျဲတဲ့ရွာအရသားတွေရှိပါတယ်လို့ဒေသခံကပြောပြပါဗျာခင်ဗျာ။ ဒီမွန်းညင်းခိုင်ထဲမှာဖကံမျိုးနယ်ပါဝင်ပြီးတော့စစ်ကောင်ကြီးကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေပါလုပ်နေတာဖြစ်ပါတယ်။ဒီဖကံမှာထိတွေ့တိုက်ပွဲမဖြစ်တာတပတ်လောက် ရှိပါပြီ။စစ်ကောင်ကြီးတပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေရန်တမ်းပစ်နေလို့အဲ့ဒီအန်ဒီယေကိုသတိပြုဖို့လိုတယ်လို့ကချင်လွတ်လိုက်တက်မတော် KIA ပြောရေးချုပ်ခွင့်ရှိသူဘုံကြီးနော်ဘူကအောက်တိုဘာ26ရက်နေ့မှာသတိပေးထားပါတယ်။ ဒါပြစ်စက်ကောင်တီကမုံမီမျိုးကိုတော့မနဲ့ရောနေကင်းပိုင်းမှာဂျက်ဖိုက်တာနဲ့ဘုံကျဲလာတယ်လို့သိရပါတယ်ခင်ဗျာမြို့နီးမှာရှိတဲ့ဝဲပေါင်းရွာနဲ့မြစ်ဆုံကျေးရွာကိုမနဲ့အစောပိုင်းမှာဘုံကျဲတာဖြစ်ပြီးတော့မကြီးပင်ကျေးရွာမိသက်ယုံကိုတော့နေကင်း12နာရီကျော်မှာဘုံကျဲတာလို့သိရပါတယ်ခင်ဗျာမိသက်ယုံကိုတော့ကျဲတာတော့အထူးကမရှိဘူးဝဲပေါင်းနဲ့ဒီမြစ်ဆုံရွာကတော့မသိရသေးဘူးလို့ဒေသခံတဦးကပြောပြပါဗျာ ရှမ်းပြည်နယ်မြောက်ပိုင်းကတရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်တဲ့ဒေသတွေကိုလည်းစစ်ကောင်စီကလေကြောင်းကနေပုံကျဲနေလို့သတိပြုကြဖို့ TNL ကသတိပေးထားပါတယ်ခင်ဗျာဒီနေ့မနေ့ပိုင်းဘုံကျဲခံရတဲ့ဝဲပေါင်းကျေးရွာကိုအောက်တိုဘာ9ရက်ကလည်းစစ်ကောင်စီကဘုံကျဲကလို့ကလေး2ဦးအပါအဝင်အရတား7ဦးတေဆုံးခဲ့ပါတယ်ခင်ဗျာနောက်နိုင်ငံရေးအကျဉ်းသားတဦးဂျမိုင်းအကြောင်းကြာဆုံးသွားတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ် မန္တလေးတိုင်းမြင်းကျန်အကျဉ်းထောင်မှာမတရားဖန်တီးခံထားတဲ့နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟင်းကိုယောဂပြင်းထန်တဲ့အခြေအနေကြောင့်မို့ဒီပြပစေယုံကိုပို့ပေးတာကြောင့်ပို့ဆောင်တာနောက်ကျသွားတာကြောင့်ဒီကြဆုံးသွားခဲ့တဲ့အကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ခင်ဗျာကိုချမ်းမင်းဟင်းဟာမြင်းကျန်ထောင်မှာဖန်တီးခံထားအချိန်မှာကြောက်ကအသေး 6အသေးရောင်အတဝါယောဂါတွေဖြစ်ခဲ့ပေမဲ့ထောင်လွင်းစေယုံမှာပဲစေဝါမလုံလောက်စွာကုသခံရတယ်လို့ဆိုပါတယ်အဲ့ဒီနောက်ကိုချမင်းဟင်းကိုထောင်လွင်းစေယုံမှာကုသလို့မရတော့တဲ့အတွက်အောက်တိုဘာ17ရက်မှာပြင်ပစေယုံကိုပို့ဆောင်ခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲအသက်29နှစ်အရွယ်ကိုချမင်းဟင်းကြာဆုံးသွားခဲ့တယ်လို့သိရပါတယ် မင်းညာထောင်မာကထောင်စေးယုံအနေနဲ့ရှိပါတယ်ဒါပေမဲ့သူတို့အနေနဲ့ကြတော့ကိုချမင်းဟင်းဖြစ်တဲ့ကြောက်ကဖြစ်တာတို့အသေးရောင်အတဝါဖြစ်တာတို့ဆိုတာက ထောင်စေးယုံမှာကုသလို့မရတဲ့အခြေအနေပါအဲ့ဒါကိုမှပြင်းထန်နေတဲ့အခြေအနေမှာပြင်ပစေးယုံကိုပို့တာနောက်ကျသွားတဲ့အတွက်အသက်29နှစ်အရွယ်လေးမှာမသေးဆုံးတဲ့ဘဲနဲ့သေဆုံးခဲ့ရတာမျိုးဖြစ်ပါတယ်လို့ PPNM ကတာဝန်ရှိသူကပြောပါတယ်ခင်ဗျာ ဒီနိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟာဒီပုံမှန်905ကကြီးဆက်သွယ်ပုံမှန်ဖောက်ခွဲမှုလက်နက်မှုစတဲ့ဆွဲချက်တွေနဲ့မတရားဖမ်းဆီးခံရကထောင်ဒဏ်15နှစ်6လချမှတ်ခံရတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံဒေသအသီးသီးကအကျဉ်းထောင်တွေမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဟာလုံလောက်တဲ့စေဝါကုသဆောင်ရှားမှုနဲ့အချိန်မီစေကုသခွင့်တွေမရတာကြောင့်မတည်ဆုံးတဲ့အသက်ဆုံးရှုံးနေရတယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ ဒီ PPNM ကကောက်ယူထားတဲ့အချက်လက်တွေအရဆိုရင်တော့2025ခုနှစ်ဇန်နဝါရီလကနေပြီးတော့အောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးကနေစေဝါဆောင်ရှောက်မှုဒီလုံလောက်စွာမရရှိတာနဲ့အရေးပေါ်စီကူတက်ွက်မရရှိတာတွေကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား28ယောက်အထိရှိနေပြီလို့သိရပါပါတယ်ခင်ဗျာအော်တိုဘာလ29နှစ်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာတွန်လိုင်းသတင်းကောင်းတွေနဲ့ထပ်ပြီးပြန်လာခဲ့ပါမယ်။